ကရင်ပြည်နယ်မဲသဝဒေသတိုက်ပွဲကြောင့်ဆစ်ရှောင်နေရတဲ့ဒုက္ခသည်တွေအိမ်ပြတ်နိုင်ဖို့တပ်ဆိုင်ရာကမိုင်းရှင်းလင်းရေးကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြည်တွင်း NGO CBO အဖွဲ့တွေနဲ့အစိုးရတာဝန်ရှိသူတွေပူးပေါင်းပြီးမိုင်းအသိပညာပေးတဲ့ကိစ္စတွေဆောင်ရွက်သွားဖို့ရှိနေပါတယ်ဒီလိုမိုင်းရှင်းလင်းရေးကိစ္စမှာအထူးပါဝင်ရမယ့်သူတွေကဝင်တိုက်တဲ့သူတွေနဲ့မိုင်းထောင်ထားတဲ့သူတွေဖြစ်တယ်လို့ပြစ်ခတ်တိုက်ခိုက်မှုရက်စက်ရေးဆိုင်ရာပူးရဲစောင့်ကြည့်ရေးကော်မတီဒုဥက္ကဋ္ဌနှင့်နန်းစေဝါကပြောပါတယ် တကယ်တကယ်ဆိုတော့ဒီမိုင်းကိုကျွန်တော်တို့ကတော့လုံအောင်ရှုပ်ချတယ်။ကိုစစ်ရှုံးလို့ကိုမနိုင်ရင်ဆုပ်ပါ။မိုင်းလောက်ထားတာကတက်လာမဲ့ရသူသိမှာတဲ့ကိုရဲ့ဒီသက်ခံအရင်သိမယ်ဆိုတာသူတို့ကောင်းထဲမှာရှိဖို့လိုအပ်ပါတယ်။နှစ်ဖက်ပြစ်ခတဲ့လက်နက်ကန်အဖွဲ့စည်းသိရင်သူတို့ပြစ်လို့ထိတာဆိုပြီးကျွန်တော်တို့ကခံစားပြလိုက်လို့ရတယ်။အခုကမဟုတ်ဘူး။ရွာသားတွေဖြစ်တဲ့အတွက်ကြောင့်အမတန်းမှကိုစိတ်မကောင်းဖြစ်ရတယ်။ဆိုတော့ဒီအပြစ်မဲ့တဲ့ဒီသက်ခံပြည်သူတွေဒီမိုင်းကိုအသက်အန္တရာယ်တအားဖြစ်စေတယ်လူ ရှုံးစီတာပေါ့နော်ပြောရမယ်ဆိုရင်လူဘဝကိုအသက်ရှိပေမဲ့လူဘဝရဲ့တပိုင်းတစ်စကိုဆုံးရှုံးစီတယ်အဲ့လိုမျိုးအပြစ်မခံနိုင်ဘူးကျွန်တော်တို့အဲ့တော့မိုင်းပညာပေးဖို့မိုင်းရှင်းလေးဖို့ဆောင်ရွက်ဖို့ကတော့ဒီအစိုးရတခုတည်းတာဝန်မရှိဘူးတစ်ဖက်ကအခုလက်ရှိဒီမြုပ်ထားတဲ့လူတွေမှာလည်းတာဝန်ရှိပါတယ်ဒါကြောင့်မို့ဒီဒေသခံပြည်သူတွေတို့ရဲ့နေရာဒေသပြန်နေနေနိုင်ဖို့အတွက် အတိကလှုပ်ဆောင်ပေးရမှာကမိုင်းမိုင်းသူတို့ရဲ့ဥယျာဉ်ခြံကြီးထဲမှာသွာလာနေတဲ့အသုံးနေတဲ့လယ်မြေခြံထဲမှာဒီလမ်းတွေပေါ်မှာကျွန်တော်တို့ဒီမိုင်းကိုစိတ်ချရပြီဆိုမှဒီကနေပေါ်ပေးပြန်စေချင်တယ်ပြီးတော့မှသာလင်သူတို့ရဲ့ပြည့်နေထူထောင်ရေးလုပ်ငန်းတွေမှာကြတော့သက်ဆိုင်ရာအစိုးရအပြင် GMC မှာလည်းပေါ်ကလုံမှာပါပြီးရင်ဒီ CSO တွေ NGO INGO တွေပြန်ဝင်တော့ဝင်လာကြမှာဖြစ်ပါတယ်လို့ကျွန်မအမြင်တော့အလိုပဲပြောချင်ပါတယ်လို့ ပြီးခဲ့တဲ့စက်တင်ဘာလ17ရက်နေ့ကစပြီးကရင်ပြည်နယ်မဲသဝဒေသမှာနေကြာဆောင်တက်နဲ့အစိုးရတပ်မတော်တို့ပူးပေါင်းပြီး DKBA ခွဲထွက်အဖွဲ့နဲ့စက်တင်ဘာ18ရက်နေ့အထိပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့မြန်ကြီးငူဘက်ကိုထွက်ပြေးတဲ့စစ်ရှောင်းဒုက္ခသည်4000ကျော်လောက်ရှိလာခဲ့ပါတယ်။ဒုက္ခသည်တွေကတော့အခုချိန်ထိအိမ်မပြန်နိုင်ကြသေးတဲ့အခြေအနေတွေမှာပါ။မဲသဝမှာတော့ပြီးခဲ့တဲ့ရက်ပိုင်းကအိမ်ပြန်နေကြတဲ့ရွာသားတွေရှိလာပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ17ရက်နေ့ကနေ22ရက်နေ့အထိတိုက်ပွဲပေါင်း16ကြိမ်ဖြစ်ပွားခဲ့ပြီးနှစ်ဖက်အနည်းနာဆုံးရှုံးတာတွေရှိခဲ့ပါတယ်လက်ရှိအချိန်အထိမဲသဘောနယ်မြေအတွင်းမှာတော့မိုင်းမျိုးစုံအလုံးပေါင်း400လောက်ဖော်ထုတ်ခဲ့ပြီးဖြစ်ပါတယ်ရှင်